on issue wise. ားလုံးမင်္ဂလာပါခင်ဗျဒီနေ့ကျွန်တော်လမ်မတော်မောင်ယူဥကြကြောဆိုးပြောနေကြလမ်မတော်မောင်ယူပြောပြသည်စကားဝိုင်းလေးမှာပြောကျင်တဲ့ခေါင်းစဉ်ကတော့အာဆီယံအကြောင်းပါပါလီဆိုတဲ့ခေါင်းစဉ်ပါပဲအဲ့တော့ဒီခေါင်းစဉ်လေးကျွန်တော်ဘာဖြစ်လို့ပြောကျင်လဲဆိုတော့ကျွန်တော်အစမြင်တက်သူကြီးတခုမာ စီဘူးတော့ဒီအာဆီယံအကြောင်းနဲ့ပတ်သက်လို့လေ့လာမှုလေးတွေစာတမ်းလေးတွေမလုပ်ရပါဘူး။ဒီအခြေခံပေါ်မူတည်ပြီးတော့ကျွန်တော်မပြောချင်းလို့ဒီကောင်းစဉ်လေးရွေးတာပါ။အခုပြုလုပ်နေတဲ့အာဆီယံဆမ်မစ်အစည်းအဝေးနဲ့လည်းတိုက်ဆိုင်လာတော့လဲတိုက်ဆိုင်မှုပါပဲဗျာ။ဒါတော့မရည်ရွယ်ပါဘူး။ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ဘလို့တွေခွဲခြားဆက်ဆံပြီးတော့ ဘလို့ဖြစ်ရတယ်ပြေးလေဆိုတာတော့အလုံးတပီဖြစ်ပါပဲဒါကျွန်တော်အမြင်မှာအဲ့တော့အာဆီယံအကြောင်းပြန်ပြောမယ်ဆိုရင်အာဆီယံဆိုတာကဒေသအတွင်းအဖွဲ့အစည်းတစ်ခုလို့ရေဘူးရပြောလို့ရပါမယ်ကျွန်တော်ကတရေမမမူးလို့ကိုပြောချင်တာဗျ ဒေတာတွင်အဖွဲ့အစည်းအနေနဲ့ဒီကနေ့ကဘာမျက်မှောက်ကဘာနိုင်ငံတကာဆက်ဆံရေးမှာဒေတာတွင်အဖွဲ့အစည်းတွေကဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေဒါလက်ခံပါတယ်ဒါပေမဲ့အာဆီယံဆိုတာအဖွဲ့အစည်းတော့ကျွန်တော်သတိမမှန်ဘူးလို့ကျွန်တော်ပြောချင်ပါတယ်ဒေတာရဲ့အကျိုးစီးပွားဆိုတာတဲ့အင်အားကြီးနိုင်ငံတွေရဲ့အကျိုးစီးပွားအတွက် ေါ်ပေါက်လာတဲ့ဒေသတွင်းအဖွဲ့အစည်းလို့တပိုင်းကမြင်ရင်လဲမငင်းနိုင်ဘူးလို့ကျွန်တော်ထင်တယ်။ဒါဖြစ်လို့လဲဆိုတော့ဒုတိယကမ္ဘာစစ်ပြီးစေးကာလမှာကျွန်တော်တို့တစ်ဖက်ကကွန်မြူနတီနိုင်ငံတွေရဲ့ကွန်မြူနတီဝါဒတိုးချဲ့မှုကိုခုခံကာကွယ်ဖို့တားဆီးဖို့ပိတ်ဆို့ဖို့အရင်ရှင်နိုင်ငံကြီးတွေဒီဘုရား ော်ဗျာအိုက်ခစ်ကာလာအခေါ်ဆိုအရှိအုပ်စုရဲ့ကွန်မြူနစ်တို့ပေါ့မှုအနောက်အုပ်စုရဲ့အရင်ရှင်နှစ်ကကျွန်တော်တားဆီးဖို့ကြိုးစားရတဲ့ဒီဖွဲ့ပေါ်လာတယ်လို့ကျွန်တော်ကအဲ့လိုဖြတ်ပြီးတော့ညင်းတယ်ဗျညင်းတယ်အာဆီယံဖောင်ဒါတွေကိုကြည့်လိုက်ရင်သိတာပါပဲနိုင်ငံနာမည်တွေတော့မပြောတော့ပါဘူးပြောတော့ပါဘူးအဲ့တော့ဒီလို စေးတဲ့ဝက်ကလာယူဝါဒတဲ့ဝက်ကလာမှာတစ်ဖက်နဲ့တစ်ဖက် community နဲ့အင်းရှင်တို့ရဲ့အကျိုးစီးပွားတွေကိုတိုးချဲ့ကြရင်းနဲ့ဖြစ်ပေါ်လာတဲ့အဖွဲ့အစည်းလို့ပြောရတာဖြစ်ပါလေအဲ့တော့သတိမမနဲ့ဒီလိုသူ့အစုပဲကိုယ့်အစုပဲအကျိုးစီးပွားရင်းနဲ့ပွဲစည်းလာတဲ့အသင့်ဖြစ်တဲ့အတွက်ဒီနေ့ဒီချိန်မှာဘယ်လောက်ပဲ ဒေသအတွင်းနိုင်ငံအတွက်ဘာအတိုင်းဝန်ဒီအာဆီယံအတိုင်းဝန်အဲယဉ်ကျေးမှုအတိုင်းဝန်အဲလုံခြုံရေးအတိုင်းဝန်စီးပွားရေးအတိုင်းသင်း free trade area ဘာညာပေါ်ဗျာနောက်ပိတ်ဆုံး nuclear ကိမဲ့ဆုံးပြီးဒီဟာလေးရှိဘလို့ပဲဒေသအတွင်းဒေသအကျိုးစီးပွားလို့ဆိုပေမဲ့အဆုံးတန်တော့အင်အားကြီးနိုင်ငံတွေရဲ့အာဆန်နဲ့အပြိုင်နဲ့ကိုယ်ကြီးတခုလို့ပဲကျွန်တော်မြင်တယ်မြင်တယ် ဒီနေ့မျက်စိမျက်မှောက်ခဲ့ကာလအချိန်မျိုးလဲအလုံးသိတဲ့အတိုင်းမှာပဲ Indo Pacific အယူနဲ့အာဆီယံရဲ့အခန့်ကဏ္ဍကိုလေ့လာကြည့်ရင်ပိုပြီးတင်းတင်းကြပ်ကြပ်သိမှာပါသိမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဒီချိန်အထိရောသတိမမှန်ခဲ့လို့ဒီနေ့ဒီနေ့ဒီဒီရောဆောင်းရွက်ချက်တွေကိုပြန်ကြည့်မယ်ဆိုရင် အဲပို့ပြီးတော့ထင်းထင်းဆက်ဆက်တွေ့လာပါတယ်တပည့်တို့ကထင်းထင်းဆက်ဆက်တွေ့လာပါတယ်ကျွန်တော်တို့အင်အားကြီးနိုင်ငံတွေရဲ့အင်အားပြည်ရာနိုင်ငံတွေဖြစ်တဲ့တွေ့မူလကလေးကမှသမိုင်းနောက်ခံရင်ကျိမှုနောက်ခံဘာသာရေးနောက်ခံရေမြေနောက်ခံမတူတဲ့နိုင်ငံတွေနဲ့စုဖွဲ့ထားတဲ့အခုနောက်ဆုံး ဒီမိုလက်စတရောပါဆို17နိုင်ငံပေါ့ဗျာဒီ17နိုင်ငံကငကုနေရမှာမတူတဲ့နိုင်ငံဒေသတွင်းနိုင်ငံတွေအတွက်ကျိုးစုအတွက်ဒေသတွင်းကျိုးစုအဖွဲ့တဲ့အချိန်မှာဒီလိုတရေမမှန်မဲနဲ့ခုချိန်ထိထပ်ပြီးတော့ဒီ PR တွေရှိနေတယ်ဒီအဖွဲ့အစည်းကြီးကကျွန်တော်တို့မြန်မာနိုင်ငံကိုခွဲခြားဆက်ဆံတယ်လို့ကျွန်တော်အနေနဲ့ခံစားရပါတယ် အမှန်တကယ်ပါလဲဒေတာအတွင်းအကျိုးစီးပွားအတွက်နိုင်ငံဒေတာအတွင်းနိုင်ငံတွေအကျိုးစီးပွားဆိုတာရှေ့ရှုတာဆိုရင်ကျွန်တော်တို့နိုင်ငံကိုကျွန်တော်တို့ခွဲခြားဆက်ဆံကြမလို့ပါဘူး။ဒါဖြစ်လို့ဆိုကျွန်တော်တို့နိုင်ငံရည်မြတော်တော်တဘာဝလွတ်လပ်နေတဲ့အခုပေါ်လာခဲ့တဲ့ပြည်တွင်းလက်နက်ကင်ပြည်ပခါတွေအယူဝါဒကြီးဟာပြည်ပခါကြီးလူမျိုးပြည်ပခါတွေဒါတွေနဲ့ပထဝီနိုင်ငံရေးဆိုင်ရာ အကျိုးစီးပွားတွေဒါတွေနဲ့ဒုံထွင်နေကျွန်တော်တို့နိုင်ငံမှာကျွန်တော်တို့နိုင်ငံအမျိုးသားကျိုးစီးပွားတွေကျွန်တော်တို့ကိုက်ညီတဲ့ဘူဝရလန့်စင်အစုအလိုက်တွားနေတာပါဒါကိုတန်းညီပြီးတော့မူလသဘောတူညီချက်ဖြစ်တဲ့ကျွန်တော်တို့အာဆီယံရဲ့ consensus လို့ခေါ်မလားမြတ်သဘောတူတနေငယ်တနေငယ်ပြည်တွင်းမဆွတ်ဖေးစတဲ့ ဆန့်ကျင်ပြီးတော့မူလို့ဆန့်ကျင်ပြီးတော့ဝက်ကြဆက်ဆံကနေရဒါအာဆီယံကကျွန်တော်အနေနဲ့ဆက်ဆံရေးကိုကျွန်တော်အနေနဲ့အာတန်တရားရှိပါတယ်ဒီလိုပဲမြင်ပါတယ်ကျွန်တော်ဒါကြောင့်မလို့ဒီနေ့ဒီချိန်အထိကျွန်တော်တို့နိုင်ငံရဲ့လက်ရှိနိုင်ငံရေးကိုဖြည့်ရှင်းရတဲ့အချိန်မှာပုံမှန်ကောင်းမွန်တဲ့ အမှုသဘောဆောင်တဲ့ဥပုံဆောင်ရမှုတွေကိုဒေတာတွင်းနိုင်ငံနေရဲ့မိဝေမပြက်သဘောရမှန်ကန်စွာနဲ့တည်တဲ့ပုံမူပြီးတော့နားလည်မှုရှိစွာပူပေါင်းဆောင်ရွက်ချင်းကသာလျင်ဒေတာတွင်းမိတ်ဆွေနိုင်ငံတွေပီတာတဲ့အဖွဲ့အစည်းကြီးရွေကျက်မှန်တဲ့အဖွဲ့အစည်းကြီးဖြစ်လာပါလိမ့်မယ်ဒီလိုဖြစ်လာအောင်လဲ ကျိုးစားကြပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်လို့ပြောရင်လည်းနေကုန်းချုပ်ပါတယ်အောင်ကျေးဇူးပါ